အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့အနောက်ဖက်လွန်မင်းပြေမျိုးကိုလှုပ်ကြံတဲ့ကအကြောင်းလေးပေါ်ပြသွားမှာဖြစ်ပါတယ်ပြေမင်းရန်နိုင်စားကမျိုးပြက်သွားပြီမဲ့လည်းအညံ့မခံဘဲနဲ့ရာဇာပလင်ပေါ်မှာတက်ပြီးတော့ခုခံနေခဲ့ပါတယ်ရဲမတ်တွေမျိုးတွေကိုဝင်မှပဲပြေသားတွေဓာလက်နဲ့ချပြီးတော့အညံ့ခံကြပါတယ်ဒါပေမဲ့ဗျာဂာမဏိရဲ့တူအသက်73နှစ်ပဲရှိသေးတဲ့ငထင်ငယ်က ကျေးဇူးတစ္ဆာနဲ့ဖြစ်ချေသည် အသက်ပင်သေးတော်လဲငါအရှင်ရာဇပလင်ရင်တွင်သေပါစေတော့ငါအရှင်ကိုငါသေးမှထိပါရမယ်လို့ဆိုကရဲမတ်တွေကို စီးကာနေခဲ့ပါတယ်အရာကိုဥကြီးတော်ဗရဂာမဏိမြင်တဲ့အခါဟဲငှထင်လူရွယ်ပြီသည်မျိုးပြက်၍ပြည်အလုံးကို သူ့ရဲမတ်ဖြစ်ပြီးမှတယောက်တည်းသာခံ၍တက်နိုင်မည်လို့ဓာလနဲ့ကိုချ၍အញ្ញံခံပေတော့လို့ပြောမှပဲ။ သူ့ဆံကိုစား၍ရဲရတော့သည်ဆိုပြီးတော့လက်နက်ချရပါတယ်။အနောက်ဘက်လွန်မင်းကငထင်ငယ်ကိုကျေးဇူးတစ္ဆာဆောင်သည်ဆိုပြီးတော့နေပြည်တော်ကိုခေါ်သွားပါတယ်။နေပြည်တော်ကိုရောက်တော်မူတဲ့အခါပြေကိုငါသိမ်းယူသည်ရှင်တဆူလူတယောက်သာရသည်ဆိုပြီးတော့မိန်တော်မူပါတယ်။ရှင်တဆူဆိုတာကတော့တိပိတကာလင်္ကာရာတောင်ဖီလာဆရာတော်ကိုဆိုလိုတာဖြစ်ပြီးတော့လူတယောက်ကတော့ငထင်ငယ်ပါ ငတ်ထင်းငယ်ဟာတာလွန်မင်းလက်ထက်မှာလဲနန္ဒာယောတာဆိုတဲ့အမည်နဲ့အမှုထမ်းခဲ့ပါတယ်။တောင်းဖီလာဆရာတော်ကိုတော့အနောက်ဖက်လွန်မင်းကပြေမျိုးကနေပြင့်ပြီးတော့အင်းဝရောက်တဲ့အခါမဟာမျက်မှုနိအာရံသူဓမ္မာဇေယမှာတရင်သုံးနေစေတော်မူခဲ့ကြောင်းဖော်ပြပေးလိုက်ပါတယ်။